နော်နိုင်ငံတော်ကြီးညွတ်သိမှု124ကကြီးကျွန်တော်လက်ကျွန်တော်စွဲခံထီတော်ကနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့လက်မှတ်နဲ့ငါးမင်းစု124ကကြီးနဲ့စွဲလိုက်ပါဆိုတော့အဲ့ဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကရဲ့လက်မှတ်နဲ့ဟာလာတက်ဆိုင်တရလူ CID ရဲတပ်ဖွဲ့တရလူကဟာလာခရိုင်တရားရုံးကိုတင်ပြပြီးတော့နော်အဲ့ဒီလက်မှတ်ပါမှာခရိုင်တရားရုံးကဒီမှုကိုလက်ခံနော် ိုးမျိုးကိုငါတို့အတက်နဲ့လဲပြီးကာကွယ်သွားမယ်ဆိုတော့ကျွန်တော်တို့ကြားဟင်းတန်တွေကတတော်လုံးတတော်လုံးပြန့်နေပြီပေါ့နော်ဒီမိုးကိုပတ်ချလဲကတတော်လုံးတတော်လုံးပြန့်နေပြီဆိုတော့အခါလဲကြာကြောစစ်တပ်ကမဝင်ရဲတော့ဝင်ရဲတော့ကျွန်တော်ပြောရတဲ့စကားရှည်သွားမှာဆိုမဝင်ရဲတော့ဘာလုပ်လဲဆိုတော့ TNN တွေကိုပြန်ခေါ်ရပြန်လာပါမင်းကိုယ်တိုင်လိုက်ဖို့နော်ငါဆိုလိုက်ငါတို့ကိုလိုက်ဖို့ပါဆိုတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ငငယ်တော့ဆိုလို့ရှိရင်မင်းကိုမင်းမိခေါ်ခိုင်းလိုက်တယ် ဒါမမပြန်ရဲဘူးအရိုက်ခံရမှာဆိုတဲ့ဟိုဦးလေးလိုက်ဖို့မှာလားဦးလေးလိုက်ဖို့မှာတားတားပြရမယ်ဆိုအရိုက်ခံရမှာပြင်းခံမှာကြောက်ပြီလေကြောက်တဲ့ခါကျအိမ်မှာဧည့်သည်လာရင်ပြောတယ်ဒီဟာအရိုက်မခံရတော့ဘူးအဲ့လိုမျိုးဟောအိမ်မှာဧည့်သည်လာတဲ့ခါမျိုးကြလို့ရှိရင်ဧည့်သည်နာကတ်လိုက်လို့ရှိရင်ဟိုကဧည့်သည်ကိုအားနာတဲ့ခါကျတော့မရိုက်တော့ဘူးပေါ့နော်တက်ကျွန်တော်ကျွန်တော်တူးတူးရဲ့အမြင်ပေါ့နော်ကျွန်တော်တူးတူးရဲ့အမြင်ကတော့စစ်တပ်ကအိုက်ခွက်ကိုတုံးသွားတာ ဝင်ရမှာကြောက်လို့အပြင်းခံရမှာကြောက်တယ်တော့ကျွန်တော်တို့ TNN လေးကိုငါတို့တော့မြို့ထဲတော့ခေါ်ပေးပါကွာပလမျိုးတွေအားလုံးပဲဘာဝဘေးနဲ့မေးပေးတာမှာအများဆုံးကြင်ွေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရပေါ်လူရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေး reaction မျိုးသွားပေးခင်ပါပဲယနေ့ဒီဇင်ဘာလ10ရက်နေ့တနင်္လာနေ့ရက်မနက်ပိုင်းနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့ပလမျိုးအားလုံးပဲအစိုးရချီဖို့ဒီနေ့တမန်တောက်ဆလိုက်ပါတယ်ထောင်သွင်းပုံတွေနဲ့ကတော့မိုးမြို့မှာမိုးမိန်မြို့ဘက်ကိုကြီးတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတများကကြားပြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရပုံမူကြီးနှုတ်ပေါ်လဲအတည်ပြလိုက်ဖြစ်ပါတယ်။ဒါကတော့မိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုဝင်တဲ့ခါဒီမှာတော့ KIA တွေကနေပြီးတော့ဘလို့ပါနေလို့တားဆီးထားတာဖြစ်တယ်တော်လိုင်းတတိယဘလို့ပဲမလဲ။အခုလိုမျိုးကြားပြတ်ထွက်တာဆိုပါနဲ့ပင်ထွက်ရင်ပင်ထွက်မိထွက်မိပင်ထွက်ခြေတော့ဆိုပြီးတော့ချိန်နေနေတာလို့လည်းဖြစ်ပါတယ်။ဒါကတော့မန္တလေးတိုင်းမိုးကုတ်မျိုးမှမိုးမိတ်မျိုးဘက်ကိုကြီးတက်လာတဲ့စစ်တပ်စီကြောင်းကို KIA KPDF ပါဝင် တော်လိုင်းပုံးတများကကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းတော်လိုင်းသတင်းမီကပြောဆိုခဲ့တာကိုလည်းဘုံမူကြီးနော်ဘူးကနေပြီးတော့အတည်ပြုခဲ့ပါတယ်။မိုးမလာ30ရက်နေ့ည7:00နာရီချိန်မှာဘိုးဘိုးမျိုးဖက်ကနေပြီးတော့မိုးမင်းပို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KIA KPD ရဲ့အပအဝင်တော်လိုင်းတများကြတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းနဲ့စူပါတိုက်ပွဲသေးစိတ်ချီနေကိုလည်းမေးမြန်းနေစေဖြစ်ကြောင်း KIA KIA ပြောရေးဆိုခွင့်ရှိသူဘိုးမူကြီးနော်ဘူးကရှင်းပြထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့သခိုင်းတိုင်းခလေး KIA မင်းကင်းမြို့နယ်တင်တော်ရွာကြီးရွာမှာစေကံဖွင့်ထားတဲ့မင်းကင်းစီအိုစီဒီအန်ဆရာဝန်ဒေါက်ကင်းတူတူလွင်ကို မင်းကြီးမျိုးနဲ့ပြည်သူ့လုံခြုံရေးပလာဖို့အဖွဲ့ဝင်တွေကနိုဝင်ဘာလ30ရက်နေ့ကလာရောက်ဖမ်းဆီးခဲ့တဲ့မြင်ဝင်ပြည်သူပိုင်တခုဖြစ်ပါတယ်။ဒီပိုင်ကတော့လက်ရှိချိန်မှာ online မှာတော်တော်ပြန့်နေနေဖြစ်ပါတယ်။ CDN ဆောင်ဝင် talking သူသူတွေကိုလာရောက်ဖမ်းဆီးမှာမျိုးသမီးပလာဖို့ဖွဲ့ဝင်များပါပါဝင်တဲ့အတွက်မျိုးသားများဟာအာဏာသိမ်းစစ်တဲ့ပြည်မှုပုံစံမျိုးနဲ့အဲ့ဒါမှဖမ်းဆီးသွားခြင်းဖြစ်ကြောင်း CDN ဆောင်ဝင် talking သူလူတွေသည်ရခင်ကမင်းကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးပလာဖို့တာဝန်ခံရုံးဖြစ်ကြောင်းဆိုပြီးတော့လေတပုံအနေနဲ့ဗီဒီယိုနဲ့မှတ် ခုလိုမျိုးစာရေးတက်လာတွေ့ရပါတယ်ဘယ်လိုမျိုးပုံစံဖြန့်စီွားရဲဆိုတာကိုဒီမှာတစ်စိမ့်တစ်ပိုင်းဖော်ပြပြပြဖြစ်ပါတယ် မသိရင်မမုံလို့မို့ဆရာမယူမေတ္တာရခံရနော်ဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ပါဘူးမေတ္တာရခံနော်မသိရင်မမုံလို့မို့ဆရာမယူမေတ္တာရခံရနော်ဟုတ်ပါမသိတဲ့လူလည်းမို့မသိဘူးနော်တော်တော်များတော်တော်များဟောအောင်နေရဆရာမယူတို့တော့သိရနော်

်တော့ဆံမယူမိခင်တော့တနောင်းမှာတော့ဆံမိုင်းမရအောင်ကြည့်နေဖန်ဆံမှာတော့ဒီရေချမ်းမဲ့ပြူလာကြပါဘာနော်မိကတော့ဆံမိုင်းကိုဆင်းနေတယ်နော်အခုတော့ဒေါက်တာဒေါခင်းသူသူလင်းခေါ်ဒေါက်တာတူစီဒီအန်စေယုံအိုဂျီဟာတတိယလေးလ2021ရက်နေ့မှာ18ရက်6လ2024ရက်နေ့ထိအမျိုးသားညွေအစိုးရမင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့မင်းကမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဖြစ်ရန်နာပြည်ချိန်မှာလဲလုပ်ငန်းဆိုင်ရာစည်င်းစရာများရုံးလုပ်ငန်းသုံးပစ္စည်းများနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်များအားမင်းကမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးတဖွဲ့တာဝန်ခံလက်ရှိထံသို့လုပ်ငန်းဆိုင်ရာစည်င်းစရာများရှင်းလင်းလွှဲပြောင်းပေးရန်အကြိမ်ကြိမ်ပြည်ဝင်စာပေးဖို့ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်တဲ့၎င်းရဲ့ပြည်သူ့ဘက်ကမျက်နှာမှု၍စီတန်ပြုလုပ်ခဲ့မှုနဲ့တော်လိုင်းရေးမှာပူပေါင်းပေါ်ဝင်ဆောင်ရွက်မှုပေါ်လေးထားပြီးမင်းကမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှနဲ့နဲ့ချီ၍ညှိနှိုင်းရှင်းလင်းရန် ဆောင်းဆိုင်ခဲ့တော့လေဒါကြောင့်ညှိနှိုင်းခြင်းမရှိဘူးဆိုလေသိရှိရပါတယ်။ဒါကိုတော့တရှိမှာမြို့သားညီဝေးဆိုရကံတွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့ဆိုပါဖန်တီထင်းနေမှုမှာမြို့သမီးရဲမေမထည့်ပေးနိုင်ခဲ့ခြင်းနဲ့ဒဝင်းစံကတ်မှုများဖြစ်ပေါ်ရခြင်းတို့ဟာလူမှုကွန်ရက်တာမျက်နှာမှာပြန့်နှံ့လျက်ရှိပြီးအိဆာနဲ့ပတ်သက်ပြီးတော့လေပြည်သူလူစိတ်မချမ်းမြေစရာများဖြစ်စေခြင်းအတွက်မြို့သားညီဝေးဆိုရပြည်ထဲအိနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနူးညွတ်တောင်းပန်အပ်ပါကြောင်း ဒေါက်တာဒေါခင်သူလူနေရဲ့အမှုနဲ့ပတ်သက်ပြီးဥပဒေညီဆက်လက်ဆောင်ရွက်မယ်ဖြစ်ကြောင်းရေးသားတာတီဗီထုတ်ပြန်ခဲ့တယ်ဆိုပြီးတော့ PDA နဲ့လူဝင်မှုကြီးကြေးအဖွဲ့ကထုတ်ပြန်ခဲ့တွေ့ရပါတယ်။အဲလူဝင်ပြည်မျိုးသမီးရဲ့မထည့်ပေးတာကအမတို့တောင်းမှမယ်မယ်တကယ်ဥမပီသူတွေအလုံးထဲမှာကတော့လုံးဝမကန့်တာပါပဲ။ဒါကြောင့် NUG နေတဲ့အထူးပဲယူဆိုင်မှအနေထားအများကြီးရှိပါတယ်။အဖက်မှာလည်းဒါဆိုရင်တော့ဒီဆီယာမာကြီးကိုဘာကြောင့်ဖမ်းလဲဆိုတာကတော့သိဖို့လိုအပ်ပါတယ်။မင်းကင်းစီဒီအန်ဆီယာဝင်ပါလာဖကဖမ်းတယ်ဆိုတာဆီယာဝင်လူလည်းမမြင်နဲ့တဲ့ တီတီယံလည်းမမြင်နဲ့မင်းကြီးမျိုးနဲ့ပါဖတ်ကနေထုတ်ကန်ထားရတာပါ။ရနာခန္ဓာချောင်းလေးလို့ပြောတာတွေ့ရှိရပါတယ်။မင်းကြီးအခွန်ဂိတ်တွေပြဿနာဘောင်းစုံကနေရောချင်းတွင်ဖြေဖောင်တွေကိစ္စရောပြဿနာဘောင်းစုံနဲ့မင်းကြီးမှာယခုဖန်းခံရတဲ့ဆရာအောင်မကြီးကို NUG ကိုတိုင်ကြပြီးထုတ်ကန်ခဲ့ရတာဖြစ်ပါတယ်။တိုင်ကြခံလို့ NUG ကထုတ်ခဲ့တယ်သူတို့ဖြစ်တဲ့သူမျိုးပေါ်ပြတာတွေ့ရှိရပါတယ်။ပုံမှန်ကြီးကရခင်ကမင်းကြီးမျိုးနဲ့စေယုံအုပ်လည်းဖြစ်ပါလေတဲ့။အဓိကပြဿနာကတော့ဂန်းကိစ္စပါပဲ။အဲ့ဒီဂန်းသုံးတဲ့ကိုမိမိတောင်းဝင်ထမ်းဆောင်စဉ်လုံခြုံရေးရယူထားရင်တောင်းဝင်မထမ်းဆောင်ရင်ပြန်ပေးရမှာဖြစ်ပါလေ ီးတော့မိမိအနာယူဖြစ်စေနှုတ်ထွက်ရဖြစ်စေထုတ်ဖက်ခံရဖြစ်စေနောက်ကမိမိနေရာတာဝန်ယူမဲ့သူကိုအားလုံးစည်ရင်စည်ရန်လွှဲပေးရပါတယ်။ယခုကဆောင်မကြီးကလုံးဝလွှဲပေးလွှဲပေးဖို့ညှင်းဆန်ပါတယ်။ပြီးတော့ဘွားတော်ကနေပြီးတော့သူပအဖလှုပ်စင်ကတော်တော်ကြီးကိုလည်းမိဆိုးထွက်ခဲ့ရဆိုပြီးတော့သူနဲ့နှိစက်တဲ့တိုင်ဝမ်ကလည်းပြောထားတွေ့ရှိရပါတယ်။လွှဲပေးတော့ဘုံဖင်ခံတယ်ဘုံဖင်ခံတော့လာဖန်းနိုင်ခံရတာပဲ။ဒါပါပဲဆိုပြီးတော့လည်းရှင်းလင်းပြောထားတွေ့ရှိရပါတယ်။အဲ၃နှစ်ပဲချနိုင်တယ်အများဆုံး။ အဲ့ဒီငါးငါးကကြီးနိုင်ငံတော်အကြီးညိုပြည့်စုံမှုနဲ့နောက်နိုင်ငံတော်အကြီးညိုပြည့်စုံမှု124ကကြီးဆိုတာလေနိုင်ငံတော်အကြီးညိုပြည့်စုံမှုပဲအဲ့ဒါကြတော့အနည်း20ကြာနိုင်တယ်ဗျနော်အဲ့ဒါနှစ်မျိုးရှိတယ်နှစ်မျိုးရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒီနှစ်မျိုးလုံးနဲ့အန်ဒီလက်ထက်က124ကကြီးနဲ့ကျွန်တော်ဖန်စီအရေးယူခံရတယ်အခုဟာလားနတ်ဆက်ကလက်ထက်မှာကျွန်တော်ကဟာလားငါးငါးနဲ့ဖန်စီအရေးယူခံအဲ့တော့ဒီပုံမှန်နှစ်မျိုးမှာ ငါးငါကကြီးကြီးထောင်နှံသုံးနှစ်ထိပဲကြာတယ်အဲ့တော့ငါးငါကကြီးကအောက်ခြေရဲတပ်ဖွဲ့နော်အောက်ခြေကြီးမြို့နယ်အပိုင်ရဲစခန်းတွေနော်ရဲစခန်းတွေကစွဲတာဗျာရဲစခန်းတွေကစွဲတာစွဲပြီးတော့တရားမြို့နယ်တရားရုံးကိုစွဲပြီးတော့အပြစ်ချတာ124ကကြီးကြတော့သူရဲ့ပြဋ္ဌာန်းချက်တည်းမှာပါတယ်124ကကြီးနဲ့စွဲမယ်ဆိုရင်ဒုတိယနိုင်ငံတော်အကြီးအကဲကဟာလား ခွေပြုမှဒါ124ကကြီးရဲ့ဥပဒေပြဋ္ဌာန်းချက်ထဲမှာပါတယ်။နိုင်ငံတော်အကြီးအကဲကခွေပြုမှဆွဲလို့ရတယ်။နော်။အောက်ခြေရဲတပ်ဖွဲ့ဆွဲလို့မရဘူး124ကကြီးကို။နော်။နိုင်ငံတော်ကြီးညိုပြည့်စုံမှု124ကကြီးကို။ကျွန်တော်ကျွန်တော်ဆွဲခံထီတော်ကနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့လက်မှတ်နဲ့အာမင်းစု124ကကြီးနဲ့ဆွဲလိုက်ပါဆိုတော့အဲ့ဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကရဲ့လက်မှတ်နဲ့ဟုတ်လား။ တက်ဆိုင်တရလူ CID ရဲတပ်ဖွဲ့တရလူကဟာလာခရိုင်တရားရုံးကိုတင်ပြပြီးတော့နော်အဲ့ဒီလက်မှတ်ပါမှာခရိုင်တရားရုံးကဒီအမှုကိုလက်ခံတယ်နော်တရားနစက်ဒီကကြီးရဲ့သဘောဟာမြတ်သဘောပေါက်လာနော်အဲ့တော့အခုကျွန်တော်တို့ကိုလှုပ်ပြလိုက်တာငါငါကကြီးကြီးအောက်ချီမှာရဲတပ်ဖွဲ့ကဆွဲလာတာဘူဂျုံမူကြီးမင်းအောင်လိုက်လက်မှတ်နဲ့ဆွဲလာတယ်ပေါ့ဘူး အောက်ချီကရဲတပ်ဖွဲ့ကစွဲလာတာကျွန်တော်ကိုလည်းလှိုင်မျိုးနဲ့ရဲရဲစခန်းကဟာလားလှိုင်မျိုးလှိုင်ရဲစခန်းကကျွန်တော်ကိုစွဲတာဘာမှနိုင်ငံတော်ကြီးကစီတင်ပြကြမလို့နော်အဲ့ဒီလိုရအဲ့တော့နော်အောက်ချီမှာဘာတွေဖြစ်နေလဲဆိုရင်နော်ကျွန်တော်စွဲလိုက်တယ်ငါကကကြီးကျွန်တော်ဖမ်းလိုက်တယ်အဲ့ငါကကကြီးတို့အများကြီးဖမ်းတယ်ဗျနော်ဖမ်းတယ်ကျွန်တော်ဆိုရင်ဒါကျွန်တော်ကူလေး နော်ကျွန်တော်ဆိုရင်ကျွန်တော်ငါငါကကြီးနဲ့လက်ဖမ်းတာနော်သူတို့ဖုံးမလဲမတော်ဘူးကျွန်တော်อืมကျွန်တော်အိမ်မှာလက်ဖမ်းတယ်ကြိုက်ထုတ်ပါတိုက်ထုတ်ရစတိုက်ထုတ်ရစကမ်းကိုကျွန်တော်ဖုံးမတော်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်တုံးနေတဲ့ကျွန်တော်ဖိတ်ဖို့တုံးနေတဲ့ဖုံးကိုကျွန်တော်ထည့်သွားတယ်ထည့်သွားသူတို့ကျွန်တော်အိမ်လာပြီးဖုံးပေးပါဦးမင်းစီပါညာဖုံးပါယူလာမပြောဘူးညာ အဲကျွန်တော်ဖုံးယူသွားတယ်ဘာဖြစ်စဉ်းစားစီရှင်းမှာပေါ့ဗျာသူတို့ဘာနဲ့ဆွဲရမှလည်းမသိဘူးဒါပေမဲ့ဖုံးဖုံးတဲ့ဟာလည်းဆွဲမှာပေါ့ဗျာအဲကျွန်တော်ဖုံးယူသွားတယ်ဖုံးယူပြီးတော့ကြိုက်ချူရဲစကားမှုကျွန်တော်အလိုက်အလိုက်ကားပေါ်မှာပေါ့အလိုက်နောက်နေ့ကျတော့လှန်ရဲစကားကကြိုက်ချူကြီးလာပြီးဆင်းခေါ်လာနော်ဆင်းခေါ်ပြီးတော့လှန်ရဲစကားရောက်တော့ကျွန်တော်ဟိုအမှုစစ်တာပေါ့ဗျာအမှုစစ်တော့သူတို့ဆွဲထားတဲ့ဟာကြီးကြိလိုက်တော့ ကျွန်တော်ငားမင်းစွေအကောက်ကကျွန်တော်ရေးတဲ့အကောက်ကဟာတွေမဟုတ်ဘူးညသူတို့ဆိုရတဲ့အချက်၁၄ချက်စလုံးကငားမင်းစွေအကောက်တုကရေးတာလားငားမင်းစွေအကောက်တုရှိတယ်อืมงามิสุยาပြောရရင်တော့အတန်ကြောင်ဖားတယ်ဗောဗျာงามิสุยาပြောတာနင်းနေงามิสุยาအကောင့်တူပြောတာမင်းများနဲ့งามิสุยဘောပြက်သွားဗောအကြီးကတော့အဓိကမင်းကိုမင်းဘက်ကဆွဲခိုင်းတာမင်းဘက်ကမင်းကိုထဲကိုထဲခိုင်းတာမင်းမျက်စိနှောက်နေပြီမှက်လို့ င်္ဂလာပါဟုတ်ဒီနေ့က2025ဒီဇင်ဘာတရက်နေ့ပေါ့နော်စီဒီဇင်ဘာလို့ဘာလို့ပြောကြတယ်ပါကျွန်တော်တော့မနေ့က live မှာတင်လိုက်သေးတယ်အဲ့လိုဒီဇင်ဘာအသားဖြူရင်းနေယူဆောင်လာပေးပါအဲ့စီဒီဇင်ဘာလို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့ဟိုဆူတောင်းတာဆူတောင်းတာတပိုင်းပေါ့နော်အဲ့ဒါကိုတို့တချို့အရာတွေကကိုလုံးမကိုရမှာပေါ့နော်အခုစုပဲထိုင်တောင်းနေလို့ပြည့်နေမယ်ဆိုရင်တော့ဘယ်သူမှအလုံးမလုပ်တော့ဘူးပေါ့နော်အဲ့တော့ဒါစီဒီဇင်ဘာမှာ ပြောရမယ်ဆိုဒါမနေ့တနေ့ကမှလွတ်လာတဲ့ဒါဦးငါမင်းဆိုကြီးကနေအောင်ပြန်ပြီးတော့မှဖဲ့ထတာဖဲ့ထတာပေါ့နော်သူပြောတာကတဘာဝကြကြပြန်ပြီးတော့မှပြောထတာပေါ့နော်ဟိုအသက်80ကျော်အဖိုးကြီးကဒါဟိုဘာလဲဆင်မောကနေပြီးတော့မှဟိုဟိုမူယူတောက်စားပြီးတော့မှတခုခုပေါ့နော်သူစိတ်ကြွတဲ့အရာတခုခုသုံးဆွဲထားလို့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အဲတချင်းဆိုရင်ねဒါဟိုပေးတက်ကိုကွန်လုံးကျဲတဲ့ ဟိုအရွယ်လည်းမဟုတ်ဘူးပေါ့နော်ဒါကတက်90ကျော်ဆိုတဲ့အရွယ်ကဟိုတင်းချိုင်းကုန်းတစ်ဖက်တင်မဟုတ်ဘူးဇုံလုံးတော့လှမ်းနေပြီလို့ပြောလို့ရတယ်မနေ့ပြန်လာတပတ်ခါလာ90ကျော်ဆိုတဲ့အရွယ်ကကျွန်တော်တို့ဒါလူတက်တန်းမှာဆိုလို့ရှိရင်ဒါလူတက်တန်းကလက်ရှိ80ပဲရှိတော့ဒါဟို80ကျော်ကျော်ထိနေရတယ်ဆိုရင်လည်းဒါတော်တော်ကံကောင်းတဲ့လူလို့ပြောရမှာပေါ့နော်အဒီတက်ဒီရွယ်ရောက်နေပြီသူပြောရတဲ့ဇကားကိုဟိုကငားမဲဆွေကဒါအချက်လက်နဲ့ထောက်ပြတာပေါ့နော်905ကာကြီးဆိုတာကငား905ကာကြီးကို တမတတော်တည်တံပေးလို့မရဘူးပေါ့နော်တက်ပြစ်လို့မရဘူးပေါ့အဲ့လိုတက်ပြစ်တဲ့တက်ပြစ်လို့ပြောတဲ့တမတကလည်းဒါဟိုစီလိုဘောင်လို့ဖြစ်တဲ့တမရဖြစ်တယ်ပေါ့နော်ဒါသူပြောရတဲ့အချက်နဲ့အလက်နဲ့ပေါ့အဲ့တော့905ကာကြီးကအမြင့်ဆုံးပြည်တိုင်ဖြစ်တာထောင်နဲ့၃နှစ်ပဲချလို့ရတာပေါ့နော်ဘာလို့လဲလက်နဲ့ကင်ပြီးတော့အကြမ်းဖက်ဟိုအကြမ်းဖက်လို့ရလောက်တာမဟုတ်ဘူးသူတို့ပြောတဲ့အကြမ်းဖက်ပြောတာပါကျွန်တော်တို့ဒါတော်လန်ရေးကိုသူတို့ကအကြမ်းဖက်လို့ယူဆတာပေါ့နော်ဒီလိုမျိုးလို့ရလောက်တာမဟုတ်ဘဲနဲ့ဒါနိုင်ငံတော်ဒါတည်ငြိမ် မူပြပြအောင်လုပ်တဲ့အမှုပေါ်တော့905ကာကြီးကတော့ဒါ၃နှစ်ပဲထောင်တန်းချမှတ်လို့ရတယ်ဆိုတဲ့ဟာကိုတော့ဒါအချက်နဲ့အလက်နဲ့ပြန်ပြီးတော့မှထောက်ပြသွားတာပေါ့နော်အဲ့တော့အနာအနာရှိမယ်ဆိုရင်တော့တော်တော်ဆက်အမယ်နေတာကိုယ်သက်ကိုယ်ရွယ်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါတကူလုံးဖြူနေတော့ပါပြီเนาะအကုန်လုံးရှိသမျှအမွေအကုန်ဖြူနေတော့ပြီဒီတက်ဒီရွယ်တော့မှပဲမစင်းစားမစင်ကြင်မဲနဲ့ပြည်သူကိုတတ်ဖို့ပြောတဲ့လူကိုတော့ဒါတော်တော်ဟိုစိတ် နာတရားစိတ်ပျက်စရာလည်းကောင်းတယ်လို့ပြောနေတာဗောနော်အဲ့တော့ဂူငါမင်းစီကတော့ဒါငါမင်းစီကတော့အချက်နဲ့အလက်နဲ့ပြန်ပြီးတော့ပြောထားပြီဗောနော်အဲ့တော့ကျွန်တော်တို့ဒါ sweet season မှာမှာဒါကောင်းတဲ့င်းနေအများကြီးရှိတယ်ဗောနော်ဒါိုင်းနဲ့ပတ်သက်ရေးဆိုင်နည်းနည်းပြောပြပါဦးဒါကတော့ကျွန်တော်တို့မကွေးတိုင်းရေစကြိုမြို့နယ်အတွင်းရဒါကြေးရွာတွေကိုစကြောင်းထိုးမီးရှို့နေတဲ့စစ်ကောင်စီကိုကျွန်တော်တို့တော်လိုင်းပူပေါင်းအဖွဲ့တွေကနေမှဈာဖြတ်တိုက်ခိုက်တယ်ဗောနော်၃ရက်တောင်ဈာဖြတ်တိုက်ခိုက်တာအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ ဟိုပါပေါ့စစ်ကြောင်းမှုဘော်ကြီးမင်းတေစာအပါဝင်လေးဦးတေဆုံးသွားတယ်လက်နက်ကတော့မရဘူးပေါ့နော်ဒီသူတို့ရဲ့စစ်ကောင်စီဘော်ကြီးအဲမင်းတေစာအပါဝင်လေးယောက်ကိုတော့စစ်ကောင်စီကနေမှမီးရှို့ဖျက်ဆီးပြီးတော့ထွက်ပြေးသွားတယ်လို့လည်းသိရတယ်ပေါ့ဟုတ်ဟုတ်ဟာဟိုပြင်းလွှိုင်းမီးရှို့ရတဲ့အနေအထားမျိုးပေါ့နော်တတိချာချာတော့စနေတကြတတိချာအမိတ်နေပါပြီပြန်ပြီးတော့မှဟိုဟာဖြစ်တဲ့မြုံနှမ်းတဲ့အနေအထားမျိုးမဟုတ်ဖဲနေပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒေါ်လန်ကြီးကအဖွဲ့ကြီးကတော့ စိတ်ဝင်စားရင်ဘာစိတ်ဝင်စားလဲဆိုတော့ तू ကဒီ၄၅កောင်လောက်ຫມောက်တာတော့တိတ်ပြီးစိတ်မဝင်စားဘူးဘောနော်တိတ်စိတ်မဝင်စားဘူးဘာဖြစ်လဲဆိုတော့အစုလိုက်ပြုံလိုက်ဒါပေမဲ့ကျွန်တော်အညာထဲမှာတက်ပြတ်သွားတဲ့အချိန်ပေါင်းကမနှဲတော့ဘူးဘောနော်ဒီဘက်ထဲမှာရေစကြိုးတို့ပါပဲဒါပခုတ်ကူဒါတက်မှာတရတစ်ကအဖွဲတွေနဲ့တူတယ်နော်ဟိုအဲ့ဒီအဖွဲတွေဒါစူပေါင်းဆက်ပေါင်းပေါ့နော်စူပေါင်းဆက်ပေါင်းစီချောင်းထိုးလာတာပေါ့စီချောင်းထိုးလာတဲ့အချိန်မှာကျွန်တော်တို့ online တက်ဖွဲတွေကဒါနိုင်နိုင်နင်းနင်းအဲတိုက်ခိုက်နိုင်တယ်ပေါ့နော်အညာကတကယ်အညာပီလာဆိုတာဒီနေ့ဒီချိန်အထိ เนาะဟိုအညာကကျွန်တော်တို့မညာဘူးဆိုတဲ့ဟာပေါ့เนาะကျွန်တော်တို့ကသာအညာကိုညာခဲ့တယ်ဆိုတဲ့ဟာမျိုးတောင်းပဲကျွန်တော် line ပေါ်မှာတွေ့ခဲ့တယ်အညာကတော့ကျွန်တော်တို့ကိုမညာပါဘူးတကယ်လဲအိုးမဲ့အိမ်မဲ့ဖြစ်တကယ်လဲဟိုတို့အဲ့ဒီမှာရေးသားထားတဲ့အဲထဲမှာလို့ရှင်ဒါပြည်သူပိုင်ပစ္စည်းတွေကိုဝင်ပြီးတော့မှခိုးတာဝက်တာလောက်တာပေါ့နော်ခိုးတာဝက်တာလောက်တာအဲ့ဒါကဘာလဲဆိုတော့ तू ကတခိုးကြီးရောဓမြဓမြဆိုလိုပဲပေါ့နော်ဓမြကြီးရောဘာဖြစ်လဲဓမြကြီးရော ဘယင်ဖြစ်တယ်ဆိုသူကဓမြကြီးတော့မဲဒါ main online ဖြစ်ကောဘောတော့အဲ့တော့ဟိုဟာသူကစပြီးတော့မှအဒီအဓိကရိတ်ခါကိုအကြောင်းပြတာဗောနော်ရိတ်ခါရိတ်ခါကိုအကြောင်းပြပြီးတော့မှငါတို့စစ်ကြောင်းကတယ်လာတဲ့ ဆန်နဲနေလို့တို့ပြုတ်နေလို့တို့ဆိုပြီးတော့မှဒါဆန်ဝင်းရှာတဲ့စီဝင်းရှာတဲ့အဲအသားငါကြက်ကြက်တွေပါတွေပြည်သူတွေကပြေးပြီးတော့ဟိုကြက်တွေပါတွေလည်းမထားဟိုဖမ်းသွားလို့မရဘူးပေါ့နော်ကြက်တွေပါတွေကြံခဲ့တဲ့ဟာရင်းနဲ့ပတ်သက်ပြီးတော့လေသူတို့ဒါအသားဆိုလေးပါလေးစားရင်းနဲ့ဝင်ပြီးတော့ဟာဒီတော်လေးကတော့ရိုက်ဖွင့်လို့ရတယ်ဟိုလိုလို့လို့ရတယ်ဒီလိုလို့လို့ရတယ်ဆိုရင်းကနေပါနောက်ဆုံးတော့ဒါဓမြအဆင့်ကို တောက်လျှောက်ကျူးလွန်သွားတဲ့အနေအထားမျိုးသွားတွေ့ရတာပေါ့နော်ပထမတော့စစ်တပ်ကဒီလောက်ထိအဲရုံမှရိုင်းဆိုင်လိမ့်မယ်လို့မထင်ဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဒါအာနာသိမ့်ပြီးနောက်ပိုင်းမှာဖြစ်လာဖြစ်စဉ်နေနဲ့ကျွန်တော်တို့လိုက်ပြီးတော့မှဆက်ဆက်ကြည့်တဲ့အချိန်မှာတော်တော်ကိုဒါရုံမာတာတွေ့ရတယ်ဗောနော်တကယ်လဲရုံမာတာတွေ့ရခုံမှာကျွန်တော်တို့ဒီလေးခေကောပဲချမ်းမှာသုံးတက်ွေမှာတိုက်ပွဲဖြစ်တော့ဒီကောင်းလေးကြောပွင့်ကြီးတွေရလိုက်တဲ့အချိန်မှာဘာကြီးရတယ်ဆိုထမိန်အစ်စ်တွေတို့ဟို ဒီ B code တွေတို့ clip တွေတို့ဒီအပြိုင်အပြက်တက်ကိုပြိုင်မိမကိုလက်ဆောင်ပေးဖို့ဖြစ်မှာပေါ့အဲ့တော့အဲ့ဒီဟာကိုလက်ဆောင်ကိုယ့်ရဲ့ငွေကြေးနဲ့ဟိုဝယ်ယူခြင်းမပြုဘဲနဲ့ဘာလုပ်လဲဆိုတော့ပြည်သူလူထုစီကနေပြီးတော့မှအိမ်တွေကနေပြီးတော့မှဖောက်လို့ရတဲ့ဟာတွေပေါ့နော်ဖောက်လို့ရတဲ့ဟာတွေကိုဟိုဟိုလုတဲ့ဟာကတော့တော်တော်ဆိုးရွားတဲ့အခြေအနေတွတ်တွေ့ရတယ်ပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကလည်းကျွန်တော်တို့ concrete ပေါ့နော်ပြင်ပြီးနဲ့ concrete အတွင်းထဲမှာစစ်ကောင်းစီတက်ဖွဲ့တွေကိုကျွန်တော်တို့တော်လိုင်းပူပေါင်းဖွဲ့တွေကနေမှဒါကြပြတ်တိုက်ခိုက်တဲ့အတွက်ကြောင့် စစ်ကောင်စီတော်တော်များများတေးပြီးတော့လက်နက်ခဲရန်တွေရတယ်ဆိုတဲ့သတင်းလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့ဒါကဟိုပြောရင်အောင်စီရစစ်ကြောင်းကြီးရတမန်ငါးငါးအလှူတော်ကြီးရဒီနေ့ဒီချိန်ကြီးမပြီးသေးဘူးတရားဟိုမောင်းတီးပြီးလှူလိုက်တမီချောင်းစီလှူလိုက်နဲ့တောက်လျှောက်လှူလာတာကဒီအာရှလန်ပေါ်မှာလဲတမန်ငါးငါးရဲ့ဟိုအယိုးတွေဆိုတာက ဟိုမရေမတွက်နိုင်အောင်ပေါ့နော်မရေမတွက်နိုင်အောင်များပြီးတော့အဲ့ဒီကနေလှူခဲ့တဲ့ကျွန်တော်တို့တနတ်ပေါင်းကလည်းမနှဲခဲ့ဘူးပေါ့နော်တင်ကန်းကြီးတောင်ခြေချပြူဟာလှူတာရောဟိုဘက်တက်မ99လေးလာလှူတာရောအခုဆိုအဲ့မှာကျွန်တော်ဓာတ်ပုံတွက်ကြည့်လိုက်တဲ့အချိန်မှာခလာ64ဆိုပြီးတော့မတွက်တွေ့တယ်64တစိမ့်နေပေါ့နော်64ကဘယ်လဲဆိုတော့ကျွန်တော်ရွှေညောင်း ရွှေညောင်တက်ပေါ့နော်တောင်ကြီးအစင်းကရွှေညောင်တက်ပေါ့နော်ရွှေညောင်တက်ကအဖွဲ့တွေကဒီနေ့ဒီချိန်ဒီဒါကင်းပြည်နယ်ထဲမှာလာပြီးတော့မှအလူရည်ဆက်လက်နဲ့မကွာပေါ့နော်တနက်တလက်ပါဝါရင်နောက်ကနေတခါတလက်ထပ်ပို့လိုက်ထပ်ပါလိုက်ထပ်ပို့လိုက်ထပ်ပါလိုက်နေပေါ့နော်သူတို့ကဟိုတောက်လျှောက်ကိုဟိုလူတန်းနေတော့မယ်ပေါ့နော်လူတန်းနေတော့မယ်ဆိုတော့တွတ်တွေ့ရတယ်အဲ့တော့တမ55ရဲ့အလူတော်ကြီးကဒီဘက်အဲ့ဘက်ကွန်ကရစ်ချမ်းကကျွန်တော်တို့ဒါ တရင်ထုတ်ပြန်တာဟိုဖြစ်လို့ပါဟိုနဲလို့ပါမင်းတို့အဲ့ဘက်ချမ်းမှာလေတောက်လျှောက်ကကျွန်တော်တို့မိဖလဲတို့ဘာတို့ဘက်ချမ်းမှာဖြီးဖို့ဆန်တို့ဘာတို့အဲ့ဒီဘက်ချမ်းမှာလေတောက်လျှောက်တိုက်ပွဲတွေကဖြစ်နေတော့မှာပဲเนาะအာဒီကျွန်တော်တို့ကွန်ကရစ်များဝီလမ်းဟောင်းရောလမ်းတစ်ကောပေါ့เนาะလမ်းဟောင်းလမ်းတစ်ကောဒီကြားထဲမှာဆိုကျွန်တော်တို့ဒါဖိုးကြော်တက်တို့အဖွဲတွေပေါ့เนาะဖိုးကြော်တက်တို့အဖွဲတွေလှုပ်ရှားနေတာရှိပါတယ်ဂျန်တဲ့အဖွဲတွေလည်းအများကြီးရှိပါတယ်ဝိုင်းပြီးတော့မှဒါစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ဟာကတော့တောက်လျှောက် ဖြစ်ပွားနေပါတယ်ဗောနော်အခုကတော့ကျွန်တော်ဒါကောင်းမှုနားမှာဖြစ်တဲ့ဖြစ်စေဗောနော်အဲ့ဒီမှာတော့ဒါဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုဖိုင်ကတော့ကျွန်တော်တို့နည်းနည်းအဲ့တော့ order hit တန်နေပါတဲ့ခါကျတော့ကျွန်တော်မထည့်တော့ဘူးဗောနော်အဲ့ဗီဒီယိုဖိုင်ထဲမှာဆိုတော့ဘာသွားတွေ့ရလဲဆိုတော့ PC ရကောင်မှာပါတယ် PC ရကောင်မှာစစ်ကောင်စီနဲ့ပေါင်းပြီးတော့မှစစ်ကြောင်းထိုးလာတဲ့ထဲမှာလိုက်လာတာဗောဗျာလိုက်လိုက်ပြီးတော့မှလမ်းပြပဲဖြစ်ဖြစ်လိုက်ကူညီတာပဲဖြစ်ဖြစ်အဲ့မှာသူတို့ဖမ်းမိတာ PC ရအဖွဲ့ပါ ဖမ်းမိတဲ့အနေအထားမျိုးဘယ်နည်းဘယ်သူ body guard တို့ဘာလို့ဆိုပြီးတော့မှအဲ့ဒီမှာအော်ပြောနေရလဲတွေ့ရတယ်ဗောနော်အဲ့တော့ဟိုအဖွဲ့တွေကကျွန်တော်တို့မနေ့ကပဲကျွန်တော်တို့ကပြောရတယ်အချင်းချင်းစီလုံးစေခြင်းတယ်ဗောနော်အချင်းချင်းစီလုံးစေခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့မှတွားပြီးတော့ကတ်တာကစစ်ကောင်စီနဲ့ကတ်တာကကိုရေးကိုတာကိုကျိုးအစီအပြေဖို့တွေကတ်တယ်ဆိုတာမှန်ပါတယ်ကိုတက်ရဲ့အကျိုးစီးပွားနော်အတက်တီဆောက်ရေးအတွက်ရဲဘော်တွေကိုလာစားပေးနိုင်ဖို့လို့ပြီးရင်လက်နက်ခဲယမ်းဝယ်ယူစူးစောင်းနိုင်ဖို့ဆိုတဲ့ဟာကမှန်ပါတယ်ဒီအတွင်းနဲ့ စစ်ကောင်စီနဲ့ကတ်တယ်ဆိုရင်ပဲစစ်ကောင်စီကသူတို့လည်းအလိုလဲမရှိလဲမရှိတော့အခုဆိုရင်ဒါကြားဖြန့်ယုံတွေကိုတောက်လျှောက်ဒါပြီးရင်လည်းအဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့စစ်ကောင်စီကဘလို့ယူပါလေးဆက်ပြီးခင်းလာနေတယ်ဆိုတဲ့ဟာလည်းကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီစစ်ကောင်စီကသူမလိုလားတဲ့အချိန်မှာချက်ချင်းချက်ချင်းကန်ကြတာကစားခံရတာပေါ့နော်ကစားခံရတာငြင်းငြင်းယူထားတဲ့စစ်ကောင်စီနဲ့ငြင်းငြင်းယူထားတဲ့အဖွဲ့တွေကတောက်လျှောက်ကစားခံနော် မင်းတို့ကြောင့်ငင်းငင်းကြီးပြတ်သွားမယ်နော်မင်းတို့လိုရကြောင့်ငင်းငင်းကြီးပြတ်သွားမယ်တမိုင်းရဲ့တရခံကမင်းတို့ဖြစ်လိမ့်မယ်ပေါ့နော်မင်းတို့ဖြစ်လိမ့်မယ်ဆိုပြီးတော့မှလက်ညှိုးထိုးပြီးတော့မှဖိအားပေးပြီးတော့မှဒါအရင်တော့ကဆိုပို့ဆိုးတာပေါ့နော်အခုအာနာသိမ့်မှုဖြစ်စေမတိုင်ခင်တော့ကဆိုပို့ဆိုးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငင်းငင်းကြီးယူထားတဲ့အဖွဲ့အစည်းကကြတော့အင်အားလူရင်းရလက်နဲ့အင်အားရတကယ် ူးနဲ့ဒဲနဲ့စစ်တပ်ကြီးကိုရှင်မယ်ဆိုတဲ့အချိန်မှာမရှင်နိုင်ဘူးပေါ့နော်အဲ့တော့တပွဲချင်းရှင်မယ်ဆိုမရှင်နိုင်ဘူးခုလဲကျွန်တော်တို့အပွဲပေါင်းတော့ကဒါဒူးနဲ့ဒဲနဲ့စစ်တပ်ကိုဝိုင်းတိုက်နေလို့ဒါလင်းကျွန်တော်တို့ကရှင်နိုင်တာပေါ့နော်အဲ့တော့ဒီရင်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးဟိုဖိနှိပ်ထားတာပေါ့နော်ဖိနှိပ်ထားပြီးတော့မှအဲဒေတာတွေမှာကိုယ့်ရဲ့ဒေတာတွေမှာဒါလုတ်ပိုင်ခွင့်လေးတချို့တော့ဝယ်ပေးထားပြီးတော့ပေါ့နော်စစ်တပ်ကဟိုဖြစ်တာလေနောက်ဆုံးဒီဟာကိုအမေရိကန်ကနေပြီးတော့မှလှမ်းပြီးတော့မှမျက်စောင်းလေးတစ်ချက်လည်းပြစ်လဲပြစ်လိုက်တော့ အကုန်လုံးအရင်တော့ရထားသမျှအကျိုးစီးပွားကစစ်တပ်ကခံနာထတာအများကြီးပဲဟုတ်ဒါစစ်တပ်ကကောင်းဒီငင်းလို့မရဘူးဒီကိစ္စရင်ပတ်သက်ဇော်ဘုံအင်းတော့ပြောသေးရမတွေ့ဘူးလားကျွန်တော်ကိုစာလာပို့တယ်တဲ့ဒီမာရဝီဇီယဟိုချင်းလူတော်ကြီးကဖခင်ကြီးက ကာကြုတ်ကြီးမင်းအောင်လိုင်ကဟိုအကြဖျံပတ်စံနဲ့တေတာပါဆိုပြီးတော့မှဟိုကျွန်တော်ဆာလာပို့တယ်လို့ပါလို့ဆိုပြီးတော့သူသူဖန်းခံတာလေဒီချက်လက်တွေပါတာပေါ့နော်ဟိုကဟိုအမှန်ကိုပြောတော့နာတာပေါ့စီရအမားကိုပြောရင်နာမယ်ဟိအောင်မင်းဒီကမှားနေတယ်ခေါ်ပြီးတော့မှတတိပေးလို့ရသေးတယ်အမှန်ကိုပြောတဲ့ခါကျတော့ဟိုကလုံးဝနာဝါတာပေါ့နော်မင်းအောင်လိုင်နာဝါပြီးတော့မှဇော်ဘိုးကြီးနှခမ်းလေးရွ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 နေတော့စကားမပြောနိုင်တော့ပဲနဲ့ဒါ2017နှစ်ကြာသွားတဲ့အနေအထားမျိုးတော့ကြုံရတာပေါ့နော်ဟုတ် ဒါပေမဲ့ဒီအရမ်းကဒီဘက်တွေ့ခဲ့တဲ့အကြောင်းအရာတွေကလက်ရှိကျမှာသောဘုံဟိတို့ငါးမင်းဆွေတို့ကစစ်တကဘလောက်ပဲထောက်ခံကဘာကနေပြသူလိုပင်လွတ်ထားမယ်သူမလို့ရင်ကုတ်မယ်ဆိုတော့တကယ်ကိုပါမယ်ကုတ်ပင်းမြောင်ပြောသွားလိဖြစ်ပါတယ်။ဟောလာမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတော့ဖြစ်လာတဲ့အတွက်ကျွန်တော်ရဲ့ကိုကျွန်တော်တို့ channel လေးကို like and subscribe လုပ်နဲ့ subscribe ပြီးဒီဟောင်းနာရီမြင်တက်လာများပြီးတွင်သတင်းတွေအားလုံးကိုကြည့်ရှုနာဆင်နေရဖြစ်ပါတယ်။ဟောလာမျိုးတွေအားလုံးပဲသုံးရှိပြီးအတူပဲကျေးဇူးတင်ရှိပါတယ်။တပါပါပေးနေမြေဗီဒီယိုမှာများသောကိန်းဝေးရပါသေးထပ်မံတောင်းဆိုပြနေတဲ့ဒီညဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။